မင်္ဂလာပါအင်ကျဲရဲ့ Audio Book Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူထင်ရရဲ့ဟိုရုံကချစ်သူ ဆိုတဲ့စာအုပ်လေးရဲ့အပိုင်းခုံကိုဆက်ပြီးဖတ်ပြပေးသွားမှာဖြစ်ပါတယ်နားဆက်ပေးကြပါအောင်ရှင်ဟိုရုံကချစ်သူအခန်း7ရှာစာမောင်ကိုချစ်တယ်ပြောရုံကကောင်းစိတ်တယ်ဘာမှမဖြစ်ပေမဲ့ဆိုပြီးနေကြတော့ရှင်နေမှာတခုခံစားနေရတယ်လို့ဖြစ်နေမိပါသည် သူပြည့်ကိုမဘကပြန်ပြီးသရုံးစစ်တွင်နေမိပြီဆိုတာတိလိုက်ရလေမြေရထိုင်ရပိုးပြီးကျင့်ကြက်လာလေပါပဲမောင်နှဲဆုံတိုင်းဆိုင်ကြီးကြည့်နေတတ်တဲ့သူပြည့်ရဲ့အကြည့်တွေကိုလည်းစဉ်ဆိုင်ရမှာဝင်လေးနေမိသည် မောင်နင်းသူပြည့်ကိုချစ်နေပြီမဟုတ်လားမျိုးလုံးတွေကကိုမယိုးတာတော့ဟုတ်ခင်ထားပြောတာကမောင်မငင်းကျင်တော့ပါဖားစိတ်ကောင်ကတေချာမခွဲခြားတတ်သေးဘူးဟာတခုတော့ရှိရဲ့ ရှားစာနဲ့တော့လုံးဝကွာခြားတယ်။ရှားစာကိုနင်မချစ်တာသိချပါရဲ့ဟာ။ဆိုပြီးနဲ့ကြမှာပဲနင်ပြောင်းလဲနေတာပါ။ဟိုတယောက်ကလည်းရေးတကြီးကြီးနဲ့အဖြစ်သေးပြနေတာ။အမြင်ကက်စရာကိုကောင်းတယ်။နင်ကသဘောမတူလို့လား။အစလုံးကတော့မတူချင်ဘူး။အခုတော့ဆိုပြီးစိတ်တကိုသဘောကျလာတယ်။ဘယ်တော့မဆိုသူ့ရဲ့တိခတ်အလျှော်ပေးတတ်တဲ့စိတ်တကြောင့်နင်စိတ်ချမ်းသာရမှာပါ။ငါစကားနားထောင်တာကိုထိမပြောတော့ဘူးလား။ လင်းကပါရီမှားထားတယ်ဆိုတာငါမှမသိပဲဘလို့ပြောမှလဲတနေ့တနေ့ဖုန်းတွေဆက်ပြီးမောင်နဲ့ဆိုပြီးအချိန်ကြီးပြုံးနေတယ်ဆိုတာကိုခင်ထားမသိသေးတာလည်းပါသည်သူအခုဝတ်တဲ့အဝေစားပြောင်းလဲနေတာငင်းသတိမထားမိဘူးလားအော်ပလေကပ်ပစိုးတွေမွေးတော်တာလားအေးပေါ့အဲ့ဒါငါပြောင်းလဲခိုင်းထားတာသူ့ဘာသာဝတ်ချင်တာဝတ်ပေါ့နင်းကပါရှိနေရတာလဲပြောရရင်တော့မကောင်းဘူး ဆိုပြီးတဲ့ငါချင်းပြီးရုပ်ရှင်တစ်ခါတော့ကြည့်ကြသေးရဲ့ဟဲကဲလိုက်တာမောင်ရဲ့ပြောတော့ဖြင့်ချစ်သူတွေဖြစ်သေးဘူးလေနဲ့ငယ်ချင်းချင်းလဲတွားကြည့်လို့ရပါတယ်ဟာနေ့ကိုအဖော်ခေါ်တော့လေလိုက်ကြည့်ပေးလို့လားအိုင်းသူ့ဦးစားနဲ့ပဲတော့တော့နေပြီးတော့ထားပါတော့အဲ့ဒီတော့ကသူ့အချက်ကွဲတာလေသူ့ကုံလုံးကမှအားမလာပဲခုံမှာစွန့်ဝင်ထိုင်ချတာ ဗီဂန်နစ်ဆိုရတာဟာကြလိုက်တယ်။ तू ကမသိဘူး။ဟာလဲ။ဘာမှမသိတာနဲ့ဘာမှမပြောဘဲနေလိုက်တာ။အန်တန်ကြတော့မှ သူ့ဖင်ခွဲကြီးကိုငါကမြင်တာ။ဟဲတကယ်။နောက်ကဘာမြင်လိုက်သေးလဲ။ဘာမြင်ရမှာလဲ။အင်းကြီးကရှေ့တော့တော်သေးတာပေါ့။အဲ့ဒီကစပြီးသူ့ကိုပလေးကပစိုးတွေမွေးရတော့ဘူးလို့မှားထားတယ်။ငကိုယ်တွေကကြည့်လို့မရပါဘူး။ပစိုးကပါတော့ချွေးတွေထွက်တိုင်း ဖေမအကွက်လိုက်ကြီးနဲ့အရင်ရုပ်ဆိုးတာပဲ။ညီကသူ့ပြင်ကိုဘာလို့လိုက်ကြည့်နေရလဲ။မကြည့်ပဲညင်နေရတဲ့ဟာကိုဘယ်တော့အဖြေပြန်ပေးမှလဲ။မသိဘူး။ငါစိတ်ထဲချစ်လဲချစ်စနေချစ်ပြီးမှတကယ်မချစ်မှကိုလည်းကြောက်နေမိတယ်။အဖြေပြန်မပေးဘဲနေနေမိတာဆောင်းဝေးဖြေတဲ့အချိန်တိအောင်ပါ။ဆောင်းဝေးဝေးဖြေတဲ့ရက်ဒီမှလည်းဆိုပြတယောက်အမောက်အားပူပူပင်ပင်ညာကြီးမိုးချုပ်အချိန်တွေထိကို အနည်းငယ်ရလာတဲ့ခမမေးခွန်းတွေကိုငါပေးတတ်ပါသေးသည်။ဆာနဲ့ပတ်သက်တဲ့ကိစ္စမို့မိမိကဘလောက်ပဲမိုးချုံနေပါစေဘာမှမပြောပါ။မောင်ကတော့စံဝဲဖြင်းနေပြီမဲ့လဲစိတ်ကပူပူပင်သိပ်မရှိလာပါ။ကိုကြက်ထားသလောက်ပဲဖြေမဲလို့ဆုံးဖြတ်ထားတာကြောင့်အေးအေးအပြတ်ခံပြီးစာကိုပဲတော့မှမကြည့်။မိုးချုံမှရောက်ချလာတဲ့ဆိုးပြေကိုပင်အမြင်ကနေမိသေးသည်။ဘာဖြစ်လို့ဒီလောက်အသေးအတန်ဖြစ်နေရတာလဲ။ မြင်လာတာအယုံကြည်ဘူးငါအေးဖြစ်တယ်ခင်သားကလည်းသူ့စီဖုံးမဆက်နဲ့တော့တဲ့ဟုတ်မောင်ကပြောတော့သူကစိတ်ဆုပ်သည်ဟာစေတနာနဲ့တကူတကလာပြီးတာဒီရက်ကလေးပဲအေးပြရတာကိုမကြိုးစားခြင်းဘူးအေးမကြိုးစားခြင်းဘူးဘာဖြစ်လဲနင်ပေးခြင်းနင်ချစ်ချစ်ဆွေးတော့တော့ပြပေါ့ဆိုပြကြည့်လာတဲ့အကြည့်တွေကနာကျင်သလိုဖြစ်နေလေသည်ပြီးရောလေငါလာမကြိုက်ရင်လေမလာတော့ပါဘူး ဟုပြောပြီးပြန်သွားလာကြောင်းမောင်ရင်လည်းပူပန်စိတ်တော့ဖြစ်သွားရသည်ကားကိုလည်းအပြင်းမောင်းသွားသည့်သဖြင့်တကူဖြစ်မှဝန်လက်နေမိ၏ဆိုပြများ ဖုံးဆက်လာလိမ့်မလားဆိုပြီးစောင့်နေသေးပေမဲ့ဖုံးဆက်မလာပါအမြဲတမ်းအိမ်ရောက်တာနဲ့ဖုံးဆက်တတ်တဲ့သူ့ရဲ့အကျင့်ပါတညာလုံးသူ့ကိုပြန်ပြီးစိတ်ပူနေရတာကြောင့်ကောင်းကောင်းပေမအိပ်ဖြစ်တော့ပါမနေ့ကျောင်းကိုရောက်တော့လဲရှောင်မိပေမဲ့မတွေ့ပါ ဆံလို့ပဲဖြည့်ပြီးချိန်ထိရောက်မလာတော့မောင်းယူနေဘူးလားရသည် ခင်ထားဟိုတယောက်လည်းရောက်မလာဘူးခါတိုင်းနေတိုင်းလာနေပြီးတော့များဆိုပြီးကိုပြောတာလားမသိဘူးလေဟိုမှာမင်းထက်ဟဲ့မင်းထိုက်လောင်းခလန်းလမ်းမှာကောင်းမလေးအုပ်စုနဲ့အဖွဲကြနေသောမင်းထိုက်ကို ခင်သားကလမ်းခေါ်လိုက်ပါသည်ဘာလဲဆူပြီကိုတွေ့လားမတွေ့ဘူးအခုပဲသူ့အိမ်ကိုလိုက်သွားမလို့ ဆောင်းမွေးနောင်ဖြစ်ဘူးလေဘာဖြစ်တာလဲမသိဘူးဘောင်းမျက်နှာပြက်သွားတာထိမ့်လို့ပင်မရနိုင်အောင်ပါနင်းဆိုးဆိုးကဘာလို့မပြောတာလဲငါခုံးဆက်ပြီးမေးကြည့်မှာပေါ့ငါလည်းဘယ်သိမှာလဲအခန်းထဲရောက်မှမလာတာသိတာဒီကောင်ကအငဲတန်းနင်းနောက်ကပ်ပြီးမှရှောက်ရောက်လာတာကိုစိတ်ညစ်လိုက်တာဟန်တယ်လိုက်ချင်တယ်ဒါပေမဲ့မဖြစ်ပါဘူးဖုန်းရင်ဆက်ကြည့်လိုက်မယ်ဟန်ဆက်ပေးမယ်မင်းထိုက်ကသူလာတဲ့ဆယ်ဖုန်းနဲ့ ဆိုပြီးအင်ကို ဖုံးလန်းစနေပါသည်။ဘာရီပြောနေတယ်ဆိုတာကိုတော့ဟောင်းတို့လည်းမကြားပါ။ဒီကောင်ကဘာဖြစ်နေမှန်းမသိပါဘူးဟာ။ဟင်တွေ့ချင်နေဆိုရင်တော့ညင်ကိုတူလာခဲ့မယ်တဲ့။အိမ်မှာပဲစောင့်နေတဲ့။ဒါဆိုလည်းပြန်တော့မယ်။ဟင်နာကကိုတွေးစားလာကြိုးပေးတဲ့ဖြင့်မောင်နဲ့ပြန်မလိုက်ပါ။သူတို့ဆောင်တွင်တနေရမှာမူစားပြီးမှအိမ်ပြန်ကြတာဖြစ်သည်။အင်ကလာကြိုးတော့ကားပြင်းမောင်အင်ကိုပြန်ရောက်လာခဲ့ပါသည်။ ဆိုပြီးကမောင်းထပ်ပင်အရင်ရောက်နေကတိုက်လီကဝါမှာရက်ဆောင်နေသည်မင်းဒီနေ့စောင်းဝဲလာမဖြစ်ဘူးဆိုဘာဖြစ်တာလဲအဖြေချင်တော့လို့ငါစိတ်တည်းစိတ်မပါတော့ဘူးယူနေလားတနေ့လုံးကြက်မှတ်လာပြီးမှမဖြစ်တော့ဘူးဆိုတာနင်ယူနေလို့ပဲမှတ်ထားဟုတ်တယ်ငါယူနေပြီနင်ရဲ့စင်ကားမှုတွေမှာငါယူနေရပြီအပူတွေပြောနေနဲ့နင်အခုလိုလုပ်တော့စောင်းဝဲကြရုံပဲရှိတယ် ။ဆမ်မွေကတော့အတမ်းမတူတော့ဘူး။အတမ်းမတူတော့အနေနဲ့ငါတွေ့စရာမရှိတော့ဘူးပေါ့။ငါကတော့နင်းကိုတညာလုံးစိတ်ပူနေရတယ်။နင်းအရေးမပါတာကိုအကြောင်းပြပြီးဆမ်မွေတာမဖြေဘူး။ငါနဲ့ဝေးချင်လို့နင်းဒီလိုတွေလောက်တာမဟုတ်လား။မဟုတ်ဘူး။ကြော်ပြီ။ဘာမှလာမပြောနဲ့တော့။နင်းကိုမုန်းတယ်။မောင်ကတက်လေကတကားကိုပြေးပြလိုက်ပါသည်။မသွားနဲ့ဟာ။နင်းကိုချစ်လို့ဒီလိုလောက်တာ။ဖားချစ်တာလေ။ ်ချစ်တဲ့လူကကိုချစ်တဲ့သူကိုပြစ်မထားဘူးဟဲ့မှတ်ထားငါတော့ကလည်းပြန်သွားပြီးဖုံးစကုန်နင်းနေနိုင်နေမှတော့ချစ်တယ်ဆိုတဲ့စကားပြောနေသေးတယ်လေငါမပြောနဲ့ဆိုပြီးကသူဝတက်လေကလည်းတိုက်ဝင်လာပြီးခလုတ်ကိုပိတ်ပြလိုက်ပါသည်ပြောမှပဲမြို့ကိုတိတ်ချစ်တယ်ဟာကိုနဲ့အတန်းတူတဲ့သူကိုချစ်နိုင်အတန်းတူရင်ကောချစ်မင်းအစလုံးကနင့်ကိုဆောင်းဝတ်ဖြစ်ပြီးအဖြစ်ပြန်ပြီးမယ်လို့စဉ်းစားထားတာခုတော့လုံးဝ sorry ပဲ နေ့စကားအတိုင်းငါ့ကိုပြင်ချစ်တော့။ဟာဒီနေ့စာမွေးလာဖြေတယ်။အရေးကြီးလို့အဆိုင်ကိုခဏပြန်လာခဲ့တာ။ခုပဲနေ့စီဖုန်းဆက်မလို့ရှိသေးတယ်။မင်းထိုက်စီကဖုန်းဝင်လာတာနဲ့ဇလတ်အမြင်ဆင်လိုက်တာ။ဒီကောင်ပြောတဲ့အတိုင်းတရုတ်ဆောင်ရင်ဒီအချိန်လေးရောက်ကုန်ရတာပါ။ဘာပြောတယ်။ဟုတ်တယ်။မနေ့ကျောင်းကိုရောက်ကလေးကနင့်ကိုအဝေးကနေငါခိုးကြည့်နေတာ။ငါမလာရင်နင်မလို့နေမလဲဆိုတာသိချင်လို့လေ။ဟောင်းအရန်ကိုရှက်သွားရသည် သူရောက်မလာလို့မောင်းမျောနေတာကို သူမြင်မှမလွဲလူကိုအယူးလို့သည်မောင်ကအခန်းဝရောက်တာနဲ့အပြင်ထွက်ဖို့ပြင်လိုက်ပေမဲ့ဆူပြီကပြီးမထွက်ချင်းတက်လီကခလုတ်ကိုဆက်တက်ရအောင်နှိပ်ပြလိုက်ပါသည်ငါ့ကိုချစ်တယ်လို့ပြောလင်ဟာမိစကားအတိုင်းငင်ကလေးတီးရမှာပေါ့မပြောနိုင်နေမပြောရင်နင့်ကအတင်းဖက်ပြီးနားလိုက်မှာနော်ဖြစ်ချင်တာဖြစ် သူတကယ်ဖက်ပြီးနန်းလိုက်မှာတော့မောင်ကကြောက်သည်ငါမကြိုက်တာလို့ရင်ငါ့ကိုမချစ်လို့ပဲနော်ယောက်ျားဖြစ်တယ်ဆိုပြီးအနိုင်လာမကျင့်နဲ့ဒါဆိုငါကြားချင်တဲ့စကားကိုပြောပေါ့ပြောတာကဟုတ်တယ်နင်ကမယုံရတဲ့ကောင်ဆိုဘလို့လုံးမလဲဖောင်းဝင်မြုံလာလဲနှိမ့်စိတ်တကူပေါ့အနွယ်တကူနဲ့တယောက်ပြီးတယောက်ပြောင်းကြိုက်တတ်တယ်နင်ကတော့တတလုံးတစ္ဆာမပြပြချင်းမဲလို့ဂရိပီးရဲတယ်ဟွန်း မန်ကမျက်စောင်းထိုးတော့ဆိုဖီကပြုံးကြည့်နေသည်အိမ်ထဲကိုလည်းမခေါ်ချင်တော့ပါသူစိတ်ချမ်းသာမင်းစကားကိုပြောလိုက်ချင်တာပဲရှိသည်ငါ့ကိုချစ်တယ်ဆိုရင်ငါစကားကို နားထောင်မှဖြစ်မှာနော်ငါကကိုကိုအလုံးလိုက်ပြီးကိုသဘောကျနေတဲ့သူကိုစကားကိုနားထောင်တဲ့သူမျိုးကိုမှချစ်မှာအခုရောရင်ပြောသမျှကိုငါနားမထောင်ပဲနေလို့လားအခုနားထောင်ပေမဲ့နောက်နားမထောင်ရင်ရောဘယ်လိုလုပ်ရမလဲစောင့်ကြည့်လိုက်လေ က်တွေမှာသိရမှာပေါ့။ကဲပြန်တော့အင်ပြန်ရောက်ရင်လည်းဖုန်းဆက်အောင်။အနေကလို့လို့ရင်တော့လုံးဝလာမခေါ်နဲ့။အင်းမအခုပြောလေကွာ။ငါကလည်းကြည်ကြဲမသိတာလား။မြို့တလူလူကြည်လာတဲ့ဆိုပြည့်အကြီးမှာမောင်အရင်ပြောချနေရပြီဖြစ်သည်။တကယ်ဆိုရင်မောင်လူနာတာပါတာမင်းလေးမျိုးကသူ့လိုတာမယိုးယူပိုင်ဆိုင်တဲ့သူမျိုးနဲ့သူ့သူတွေဖြစ်ဖို့မထိုက်တန်မှုနဲ့တူသည်။ မန်ကိုချစ်ကြတဲ့ယောက်ျားတွေအများစုဟာ သူ့ထက်တော့ရုပ်ရည်အဖြစ်တာကြတဲ့သူတွေကြည်ပါသူတို့တွေကိုတော့ရှင်မခုံပဲသူနဲ့ကြမှာနှလုံးသားတစ်ခုလုံးကိုနွေးလာတာဟာမောင်ရဲ့ဉာဏ်ပြမှုပဲလားမသိ။အိုးဘာပဲဖြစ်ဖြစ်မောင်သူ့ကိုချစ်တာသိကြနေပါပြီ။ချက်ကနဲ့သူ့လက်ကိုဆုပ်ကိုင်လိုက်ကနှင်းဝင်ကချစ်တယ်ဖုခတ်တူတူပြောချလိုက်မိပါတော့သည်။အခန်း၁၂ သူများတွေချစ်ကြတယ်ဆိုတာကျွန်တော်တို့လောက်အဖြစ်သေးကြမယ်မထင်ပါတကယ်တမ်းပိုပြီးတက်တက်လုံးမိတာကကျွန်တော်ပဲဖြစ်ပါလိမ့်မည်အချစ်ဦးမို့ယူလောင်ကိုကျွန်တော်မောက်အားချစ်မိသည် မောင်လိုဆွဲဆောင်လာပါမှုရှိသောမိန်းကလေးတယောက်ကကျွန်တော်လိုတိတ်ပြီးဆွဲဆောင်မှုရှိတဲ့ယောက်ျားတယောက်ကိုချစ်သူအဖြစ်အတိမပြည့်တယ်ဆိုတာကျွန်တော်တို့တော့တော်ကံကောင်းပါသည် ကျောင်းပိတ်သွားပြီဆိုတော့ခိုင်းလို့တွေ့ရဖို့ကလည်းအလွယ်တကူနဲ့မဖြစ်နိုင်တော့ပါတွေ့ကျင်တိုင်းခဏခဏချင်းနေလို့လည်းမဖြစ်ပြန်ကျွန်တော်ဘက်ကသာအရန်ကရောတွေ့ကျင်နေပြီမဲမောင်ဘက်ကချင်းလိုက်တဲ့ခါတိုင်းအင်တီတင်အမြင်လို့တတ်ပါသည်ဘာလဲဖြစ်ဖြစ်ချင်းတဲ့နေရာကိုမောင်ကရောက်လာတတ်တာကိုပဲကျွန်တော်မှဝမ်းသာနေရပါပြီချစ်လားလို့မိတိုင်းတဲ့စိတ်ညစ်တဲ့ပုံဖြင့်မဖြစ်တတ်တာကိုလည်း စိတ်ထဲမှာခံစားရသည်တခါတလေဆိုင်ကိုလာခဲ့ဖို့ကျွန်တော်ကခေါ်တတ်သည်လာခြင်းမအောင်ရှိတဲ့လူတွေကပြိုးပြီးကြည့်နေလိုက်တာဝါစားတော့မယ့်အတိုင်းပဲတခြားနေရာတွေမှာတွေ့နေရတဲ့ဆိုင်ကိုချိန်ချိန်နေတာတိတ်မုံတာပဲဟုတ်ပြောတော့တိုင်းပစက်ကိုပိတ်ပြီးထပ်မခေါ်ရတော့ပါ မောင်နှုတ်ကမုံနေဆိုတဲ့စကားကိုကျွန်တော်မကြားရတာသေချာပါဈေးလာကနေမောင်စီကို တစ်ခါဖုံးဆက်ရသည်နေ့ခင်ပိုင်းသမင်းစားပြီးချိန်တစ်ခါဖုံးဆက်ရသည်ပြီးတော့ဈေးသိမ်းပြီးအင်ပြန်ရောက်ရောက်ချင်းတစ်ခါဆက်ရသည်နောက်ဆုံးအိခါနီးတစ်ခါဖုံးဆက်ရပါသေးသည်ဒီလောက်အကွက်စိနေအောင်မောင်နဲ့အဆက်မပြတ်ရှိနေတာတောင်းမှကျွန်တော်ဘက်ကမောင်ကိုလွန်းနေမိတာကြောင့်အင်းကလူတွေပင်အမြင်ကပ်ကုန်ကြပါသည် စားလဲမောင်သွားလဲမောင်နောက်ဆုံး အိမ်မထဲထီပါ မောင်းပါနေတာကြောင့်ကျွန်တော်ရဲ့အချစ်ကိုပြန်ပြီးလက်လာရတလို့ပင်ရှိသည်မတော်တဆများဘောင်းနဲ့ဝေးခဲ့ရရင်ဖြင့်ကျွန်တော်တည်သွားလိမ့်မယ်နဲ့တူသည် ကျွန်တော်တက်တက်လှုပ်တလို့မျိုးမောင်းကိုလည်းကျွန်တော်အပြင်းချစ်စီခြင်းသည်တွေ့တော့မောင်းရဲ့စိတ်ကိုဘလို့နားလဲရမှမသိတော့ပါ မောင်ကျွန်တော်ကိုချစ်တယ်ဆိုတာသိနေရင်တခါတခါတော့လေ အပြုံများစကားနေသလားဟုထင်မိပြန်၏မောင်ကိုချင်းလုံးလုံးကျွန်တော်ကတော့ဝင်တူပေမဲ့မောင်ကတော့ကျွန်တော်ကိုဘယ်တော့မှတော့ဝင်မတူတတ်ပါ။အိုးမောင်တို့ကတော့တော့ဝင်တူတဲ့အလုပ်ဘယ်တော့မှမလုပ်ဘူး။ကိုကိုမချစ်လို့ပြစ်သွားရင်လဲခံနေလိုက်မယ်။တယောက်သွားရင်သူ့တက်ကောင်းတဲ့နောက်ထပ်တယောက်ကိုထက်ရှာမှာပေါ့။ဟုတ်ပြောတိုင်းရှင်နေမှာအိဆက်သွားသလိုကိုခံစားရလေသည်။ တူဝင်မတို့တက်တာမချစ်လို့ပဲဘယ်သူမဆိုကိုချစ်တဲ့သူကိုတူဝင်မတို့ပဲဘယ်နေမလဲကျွန်တော်ကတော့မောင်ကိုအရင်ချစ်တော့စိုးရင်ပြီးရရန်ကိုတူဝင်တူတယ်ဒါကတော့နင့်တဘောလေတူဝင်တူတာကိုအကြောင်းပြပြီးလူကိုတော့ချုပ်ချယ်ဖို့မကြိုးစားနဲ့နော်ချစ်တာကတော့ချစ်တာပဲပြင်ချစ်တဲ့တန်ကိုတော့လုံးဝမခံနိုင်ဘူးမောင်နင်ကကိုတကယ်ချစ်တယ်ဆိုတာကဟုတ်လို့လားမသိဘူးလေငါကဘလို့ထင်နေလို့လဲ ငါချစ်တယ်လို့တဲ့မချစ်တယ်လို့ပဲငါကိုအပြော်များလုံးနေတာလားလို့ထင်နေမိတာထင်နေလဲထင်ပေါ့ငါကတော့နင်းကိုချစ်တယ်လို့ပြောပြီးပြီပဲပြောနေတဲ့ပုံစံကတကယ့်ကို ပေါ့ပေါ့လေးပါပဲအသက်ရွယ်ချင်းတူပေမဲ့ကျွန်တော်ရဲ့ပုံစံကငကိုရက်ကလူကြီးပုံစံမျိုးပေါက်နေတာရင်ကိုခန္ဓာဝရရဲ့ကမောင်းနဲ့တွဲသွားတိုင်းဘယ်သူကမှဇုံတွေ့ရဲ့လို့မထင်ကြပါ အများစုကဦးလေးကြီးနဲ့တို့မှလေးသာ ထင်နေတတ်ကြသည်။ဟောင်းလိုခင်းတဲ့အညီပြင်းစင်ဝစားတတ်တဲ့သူတယောက်ကိုလည်းဘယ်သူကမှ ကျွန်တော်လိုပုံမလာတဲ့ကောင်ကိုချစ်သူဖြစ်ရွေးချယ်ထားတယ်လို့ထင်ပါတယ်လေ။လူတွေတိတိမတိတိကျွန်တော်ကတော့မောင်ရဲ့ချစ်သူဆိုတာသိကြနေပါပြီ။အင်္ဂမိသားစုကလည်းမောင်နဲ့ချစ်သူတွေဖြစ်တာကိုမကောက်ကွက်သလိုမောင်ရဲ့မိဘတွေကလည်းသဘောတူုံရပါသည်။မောင်ရဲ့ပြပီတိမောကပြန်လာတော့ကတောင် ကျွန်တော်ကိုယ်တိုင်နေရင်ခွင့်အထိ လိုက်ပြီးကြိုးပြရတဲ့အထိပါပဲ။ဖက်ဖက်ကပြည်လည်နေတဲ့ချင်းနေပုံကျွန်တော်မှအာမလို့အာမရဖြစ်နေမိတာ ကျွန်တော်အတကြီးနေလို့ပဲလာမပြောတတ်ပါ။ညနေစေးသိမ့်ပြီးအိမ်ရောက်တာနဲ့အခန်းထဲပြေးဝင်ကဖောင်းစီဖုံးခေါ်လိုက်မိသည်။ငေါရဲ့အတန်ကိုချားရတာနဲ့ပြောနေကြတဲ့အတိုင်းအမောပြေလေးခုမှပဲတကယ့်ကိုအမောပြေသွားတော့ရေကွာ။ဟုတ်ပြောတော့မောင်ကခါတိုင်းလို့ရင်းမနေပဲအတမမနဲ့ပြောလာသည် ။လာအာမနီနဲ့ငင်းငင်းကဈေးကိုရောက်တယ်နော်။ကြည်ရမတွေ့ဘူး။ဖဲသွားပြီးအလေးလိုက်နေတယ်လည်းပြော။လူကိုပုတ်လို့ရမယ်ထင်နေရဲ့ဟုတ်လား။ငင်းငင်းကဟုတ်လား။ဖဲချင်းတော့လေ။အချင်းတိကျတော့မပြောနိုင်ဘူး။ဖဲသွားတယ်လည်းပြော။မသွားပါဘူး။သိကြတယ်။လင်းလေးပြီးတာပဲဟူဆိုကဖုံးကိုခွန်းနဲ့စောင့်ချသွားလိမ့်သည်ငင်းထိုင်ပြဒနာရှာတာပါလားဟု တွေးမိပေမဲ့ ချက်ချင်းကျွန်တော်ဖုံးပြန်ဆက်လိုက်မိပါသည်ဖုံးပိုင်နေသူကမောင်းပါပဲမပြောချင်တော့လို့ဖုံးကိုချလိုက်တာမခိစထက်ဆက်ရတာလေလူလင်ရဲ့လိမ့်မမလိမ့်မဲတကယ်ပြောတာဒီရင်တနေ့လုံးဘယ်ဘိုးမှမသွားအောင်အင်ညာသွားတတာပဲရှိတယ်သိကြလားတကယ်သေးကြတယ်။မောင်ဘယ်တော့မှလိမ်ဘူးလို့လဲကွာ။လူချွတ်ပြန်သွားတာပဲ။မသိဘူးလေ။တခါတလေစာဘက်ကိုရောက်လို့ဝင်မလို့ဟာအောင် တွေ့မှမတွေ့ပဲအဲ့ဒီတော့စိတ်ဆိုးတာပေါ့ဖဲသွားသွားမောင်ကိုပြောပြီးမှသွားတာလေကွာဒီနေ့ညလဲအလူတခုသွားရရှိသေးတယ်တိတော့နောက်မကြပါဘူးခင်ဗျတို့လည်းပါတယ်ကိုးနာရီတော့အမိပြန်ရအောင်လာခဲ့မယ်စိတ်ချညစဉ်ကိုးနာရီဆိုတာနဲ့ကျွန်တော်မောင်စီဖုံးစက်နေကြဖြစ်သည်ပြန်မရောက်လဲကိစ္စမရှိဘူးဆက်ချင်ဆက်မဆက်ချင်နေသွားချင်တဲ့နေရာသွားပြီးအလီလိုက်နေလဲရတယ်ဒါပေမဲ့ အလှကြမနွေစရန်းနော်တွေ့လားစကားကောင်းပြောနေရင်မောင်ကဖောက်ဖောက်လာပြီဘယ်ကူသွားပြီးအလီလိုက်ရမှာလဲတောမာကဆွေတို့အိမ်ကဖះကုစုဖီဖီတို့ကလိုက်ခဲ့ပါလို့ခေါ်နေလို့မကောင်းတက်လို့လိုက်သွားအောင်မှာခောက်ပါတယ်မိဘတွေကိုလွှဲချပြီးငင်ကိုရာရနန်းတက်တက်လိုက်ချင်နေတာမသိဘူးထင်တယ်ဒီတန်ကိုကဥမျိုးနေတာဟာမမကျင်းနေမသွားတော့ဘူးကွာအမလီ ိမ်မနေရပြောပြီးသွားတော့ကောဒီကမြင်ရတာကြလို့ကလေးမီနဲ့သွားကျင်တဲ့နေရာကိုသွားမှသာသွားမသွားတော့ဘူးတကယ်ပြောတာတကယ်မျိုးရင်စိုက်တဲ့ချင်းဖုံးဆက်ကြည့်လို့ရတယ်ပြီးတော့လေမသွားပဲနေပြသွားလို့ကတော့မောင်းကိုမချစ်လို့ပဲဆလန်လည်းပြက်ပြီးဆိုတာမှတ်ထားမောင်းမကြည့်နေတာနဲ့ပဲကျွန်တော်ဖေဖေတို့ကိုအင်းတောင်မကအိမ်မနေခဲ့လိုက်သည်မောင်းရဲ့လေတံတွေက အရင်မဆိုင်လို့ပြက်သားလာပြီမဲ့ဒီလိုတုံရင်သူလိုဖြစ်တတ်တာကလည်းငားမလည်နိုင်စရာပါ။ဘာပဲဖြစ်ဖြစ်ကျွန်တော်ကတော့မောင်ရဲ့စနောက်ကိုသာရှည်ရန်တင်မိမယ်ဖြစ်သည်။ဖယ်ချင်ဖုံးဆက်မလဲဆိုပြီးစောင့်မျှော်နေရတဲ့ကျွန်တော်ကမောင်ကအံ့ဩမှုတွေပေးဆောင်ခဲ့လေသည်။ဖုံးတော့မဆက်ဖဲလူကရာအင်ကိုရောက်ချလာခဲ့တာဖြစ်သည်။ငါချောင်းတာတကယ်ရှိမရှိဆိုတာသိချင်လို့ရှိရင်ဆိုတော့ကျင်းနေပြီမဟုတ်လား။ ကျင်းတတ်တာပေါ့ဟုတ်ဝင်လာတယ်အိန်းနာကစက်ကင်မဲ့ဝင်လာခဲ့တာအင်ကိုလိန်ပြီးထွက်လာခဲ့ရတာမြင့်စီကိုဆိုရင်မိမိကလှမမဟုတ်တော့ဘူးဖြေသွားမယ်လို့ပြောခဲ့တာလေရှင်ကင်းစစ်တာသွားမယ်လို့ပြောခဲ့တာခဏပဲအချိန်ရတယ်ကားရှောက်မောင်းရအောင်ဟာအိမ်မနေရတာပြင်းကြာကြီးကျွန်တော်လက်ထဲကားတော့လာထဲတော့မောက်တဘောကြသွားခြင်းတဲ့နေရာကိုလိုက်ပို့ပေးရပါသည် မောင်ကားမောက်တက်အောင်လို့ ကျွန်တော်ပဲစိတ်ရှိလက်ရှိနဲ့သင်ပေးခဲ့တာဖြစ်သည်တနေ့တနေ့ဝဝလာတယ်နော် ဝေးလေးပါလေးလဲရှော့ပုံသိပ်ပြလိုက်ငါကနောက်ခတ်ချက်ချက်လူတယောက်ကိုပြောင်းချိုင်လိုက်ရင်ပြောင်းချိုင်မှာအခုပြောတော့ကျွန်တော်ခေါင်းကိုခါပြလိုက်သည်လူမှုတွေကဒီပုံစံတိုင်းပဲနင်းပြစ်သွားတော့လေငါကုသူကံပဲလို့ပဲမှတ်လိုက်တော့မယ်ခါကတော့နင်းလို့စိတ်မျိုးမရှိပါဘူးကိုချစ်တဲ့သူဝဘဲဝဝပိန်မင်းပိန်မင်းတတလုံးချစ်မှာကချစ်မှာပဲဘယ်တော့မှ ပြောင်းလဲမသွားတာသိကြတယ်။ငါအမြဲတမ်းကနေတော့နေဒီလိုပဲပြောမှာပေါ့။ဘယ်လိုပဲပြောပြောမင်းတို့ယောက်ျားတွေကငါမယုံပါဘူး။မပြောရတော့ကောင်းမှာ။စိတ်ထက်ကတော့မိမလာလာမြင်ကိုချစ်သူကိုဘေးမှာထားပြီးအရှက်မရှိမျက်လုံးတွေကျွတ်မတက်နမ်းနေကြတာမသိဘူးထင်နေနဲ့။အဲ့ထင်မှငါပေါ့နော်။ငါကထိတ်ဆုံးอ่ะ။ပြောလဲပြော။တကလည်းကျွန်တော်ရဲ့လက်ဖြံကိုအားရပါရလင်းဆွဲပြလိုက်ပါသည်။နာပေမဲ့လည်း ျွန်တော်မအော်ရဲပါ။ငါနဲ့ကိုဆွဲရုံနဲ့ပတ်သက်ပြီးတလုံးကျင်းနေလိမ့်မယ်မထင်နဲ့။နင်းချစ်တဲ့ပြောတိုင်းမယုံဘူး။ဘာလို့လဲဆိုတော့နင်းဆွဲတော့ကို အရင်ကြိုက်ပြီးတော့မှငါ့ကိုကြိုက်လာတာ။နင်းရဲ့အချစ်ဦးကဆွဲတော့ပဲ။အဲ့လိုမပြောပါနဲ့ဟာ။ဒါကနင်းကောင်မတွေ့သေးပဲ။နင်းကိုတွေ့တာနဲ့ငါစိတ်တွေထိမနိုင်သိမနိုင်ဖြစ်ရတာ။နင်းသိနေတာပဲဟာ။အိုးမသိဘူး။မောင်နော် နေမြုံမှုဆိုရင်ငါ့ကိုစိတ်တလို့လုံးလို့ရတယ်။နေလုံးတမျှငါခံမယ်။ငါ့အချစ်ကို မြုံကြီးတဲ့စကားမျိုးတွေတော့မပြောပါနဲ့။ယုံကြည်ရအောင်ငါရောဘာနဲ့တက်တည်ပြမှာမို့လဲ။နေခိုင်းကျင်တာခိုင်းပေါ့။သိကြလား။သိကြတယ်။သူတို့စိတ်ထဲမောင်ပါခိုင်းခိုင်းလုံးမဲလို့ဆုံးပြထားတာကြောင့်ရဲရဲဝုံမဲပြန်ပြောလိုက်တာဖြစ်သည်။မောင်စိတ်ဆိုးတာကိုကျွန်တော်ကမှ မခံနိုင်ဘူး။ ဟိုကားကိုရက်လိုက်လမ်းလေကောင်းမှာရင်ဒူးထောက်ပြီးသွားထိုင်ပြငါစောင့်ကြည့်နေမယ်ဟူပြောတော့ကျွန်တော်အံ့ဩပေမဲ့ခေါင်းကိုညှိပြလိုက်သည်ခေါင်းနဲ့ပတ်သက်ရင်ကျွန်တော်ဘက်ကအမြဲတမ်းအလျှော်ပေးမယ်လို့ဆုံးဖြတ်ထားမိတာကိုအေးပြီးရောဒီကနေပဲစောင့်ကြည့်နေညီမခေါ်မချင်းငါပြတ်မလာဘူးကျွန်တော်ခက်တီတီပဲကားကိုလမ်းဘေးမှာထိုးရက်ပြီးကားလမ်းအလဲအဖြူစင်းမိနေရမှာဒူးထောက်ထိုင်ချလိုက်ပါသည် ။နေရာကချော်တွင်ကုန်းလမ်းစုံ။ဝိပိုင်နာမို့ကားတွေကလူတွေကစီကားရှုပ်ထွေးနေတဲ့အချိန်ဖြစ်နေပါသည်။